အိမ်မြောင်တို့အိမ်တွင်ရှိနေတဲ့တော့လေဆုပ်ထိုးသည့်အခါတွင်အကြောင်းမဲ့ဆုပ်ထိုးခြင်းမပြုလုပ်တတ်ပါအိမ်မြောင်ဆုပ်ထိုးရသည့်အကြောင်းရင်းနှစ်မျိုးရှိပါသည်တစ်မျိုးကတော့မိမိအိမ်နှင့်မိမိတို့မိသားစုအရေးအကြောင်းအတွက်များတော်၎င်းလက်လာပါဝင်လာနိုင်သည့်အခါတွေတော်၎င်းဆုပ်ထိုးရင်နမိတ်ပေးတတ်ပါသည်နောက်တစ်ခုကတော့ဖျားရှိကိုအမျှဝေခြင်းတွင်အိမ်မြောင်ဆုပ်ထိုးခြင်းညအခါ၌ဆုပ်ထိုးခြင်းများရှိတတ်ပါသည်တမာတေဝနှကောင်းနှမြတ်များသည်လည်းလူတို့၏မေတ္တာပို့အမျှဝေခြင်းကိုလူလာနှစ်သက်စွာခံယူတတ်ကြပါသည် လူတို့၏မေတ္တာပို့အမြဝေခြင်းကိုရခြင်းကြောင့်တမာဒေဝနဲ့ကောင်းတဲ့မြတ်များသည်ကိုရောင်ကိုပါပုံမတောက်ပါလာခြင်းဖုံတကိုကြီးမားလာခြင်းများဖြစ်ပေါ်လာပါသည်။ဒါကြောင့်ဖျားရှိခိုးခြင်းအမြဆုပ်ထိုးခြင်းသည်မိမိတို့ဟာနဲ့မြတ်နဲ့ကောင်းများကအတတုခေါ်ခြင်းဖြစ်ပါသည်။ထိုအတူညာခြင်းဆုပ်ထိုးခြင်းသည်လည်းတမာဒေဝနဲ့များကကောင်းမှုများမပြတ်လုဆောင်ရွက်တည်ပြီးခြင်းသည်မိမိတို့အားစောင့်ရှောက်နေကြကိုနမိတ်ပြခြင်းဖြစ်ပါသည်။အိမ်မြောင်တို့မြည်သည့်အစာရှာသည့်အချိန်တွင်တနေရာထဲမှာကပ်နေပြီ မမိတ်မတုံသောမျက်လုံးအစုံဖြင့်အစာပိုးမွားကောင်တို့ကိုစောင့်ကြည့်ဖန်ဆားတတ်သည့်ဖြစ်ရာသူတို့၏မျက်လုံးအစုံကကတိုင်ချင်းတကဲ့သို့ဖြစ်နေရာထိုစူးဆိုင်မှုအာယုံအစွမ်းဖြင့်မြင်အပ်မမြင်အပ်သည့်အရာများကိုလည်းမြင်နိုင်စွမ်းရှိသည်ဟုအဆိုရှိပါသည်။ဘာကြောင့်အိမ်မြောင်ဆုပ်ထိုးပါသလဲ။အိမ်မြောင်ဆုပ်ထိုးခြင်းဟာနတ်တွေနဲ့ပတ်သက်နေတဲ့ကြောင့်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကဒီလိုရှင်းပြထားပါသည်။ မိဘနဲ့တာသမီဆရာနဲ့တပည့်နင်းနဲ့မယားဆက်ဆံရေးမှာလက်ရွမှုမရှိကလေးတစ်ချက်ချက်ဖြစ်ပြီးစက်တည်ရေးမင်္ဂလာပြတ်တက်တယ်ဆိုပါတယ်ကိုဆောင်နဲ့အင်းဆောင်နဲ့တွေနားမခံတာကန်ထိန်နဲ့ဥစ္စာဆောင်နဲ့တွေလည်းနားမခံတာနေတူနားမခံတာလို့ရှောင်းသွားခြင်းဒါမှမဟုတ်လက်ပိုက်ကြည့်နေမည်ဆိုပါကအဲ့ဒီရင်စည်းဝါမတဲ့နေသည်များလူစိတ်မအေးရလာသည်များဧည့်သည်မဆက်ဆံခြင်းဖြစ်တတ်ပါသည်လူတွေအပေါ်လူအုပ်ချုပ်ရေးရှိသလိုနေတူရေပေါ်နေအုပ်ချုပ်ရေးလည်းရှိပါသည် လူလူချင်းအုပ်ချုပ်တဲ့လူမင်းကိုတော့လောကနဲ့လို့ခေါ်တယ်။လူကိုအုပ်ချုပ်တဲ့နတ်များကိုတော့သမုတ်တီနဲ့လို့ခေါ်တယ်။လောကသုံးပါရှေ့ဆောင်လမ်းပြတော်မူတဲ့ဘုရားရှင်ကိုတော့ဝိတုဒ္ဓိနဲ့လို့ခေါ်တယ်။အဲ့ဒီသမုတ်တီနဲ့မျိုးတွေမှာကိုဆောင်နဲ့ကရက်ွက်အုပ်ချုပ်ရေးမင်းနဲ့တူတယ်။အိမ်ဆောင်နဲ့ကအိနာဦးစည်းမိဘများနဲ့တူတယ်။ကန်ထိန်နဲ့ကအလုရှင်နဲ့တူတယ်။ဥစ္စာဆောင်နဲ့ကထိုအလုရှင်ရဲ့ဇနီးနဲ့တူတယ်။ သားတို့သမီးတို့ကလောက်သားတွေနဲ့တူတယ်။သူတို့ကူမှ စီးပွားတက်တာ သူတို့ကိုလျင် စီးပွားကြစေအောင်တော့ခွေးကြမကြတယ်။သူတို့ကိုယုံလဲယုံမယ်ယူလဲယူတည်မယ်ဆိုရင်သူတို့ပြောလေရဲ့။သူတို့ပြောတယ်လို့သားတို့အပေါ်စေတနာတက်ရောက်လာလေစီးပွားရေးအစဉ်ပြေအိမ်နောင်ရေးအခြေလာလူမှုရေးတွေမှာမျက်နှာပန်းလာရော။သူတို့နှောက်ရရင်တော့အရှက်တကွဲအကျိုးနဲ့ပဲ။အိမ်တအိမ်မှာညနေနေဝင်ကနေမှမိဖို့ကြောင့်စီပွားသူလောင်ရရက်ကအိမ်မြောင်ဆုပ်ထိုးတဲ့ကြရလျင် အဲ့ဒါသူတို့ကသားတို့အတွက်စားသုံးမှုပစ္စည်းလာထားတာတည်းတချို့အိမ်ဆိုဆန်အိုးဆန်မြောစီအိုးစီမြောဖြစ်တတ်တယ်နမောနမဲမှုမတိကြတာတခါတရံသူ့သားတလူလူကိုထားတလူလူနဲ့ငွေများလဲကြတတ်ပါတယ်အမတ်မတင်ရွှေစားကြောင်းမြက်ကြောင်းစာလေးများလဲကောက်ရတတ်တယ်နတ်မရဲဆိုတာနာကင်းကြီးနဲ့ရော့အင်မျိုးမဟုတ်ဘူး အိမ်ရှိကန်းကဆုတ်ထိုးလျင်မင်းမှုစိုးမှုများနဲ့စကားများတတ်တဲ့အိမ်လေကန်းကဆုတ်ထိုးလျင်တာကိစ္စသမီးကိစ္စစကားပြောရတတ်တဲ့အိတ်ခန်းလေးကဆုတ်ထိုးလျင်တော့လင်းများချင်းရံဖြစ်ကြရုံအိမ်မြောင်ဆိုတာဇန်ွက်ကတိုင်းွက်ဝင်နေတဲ့မျိုးလုံးရှင်ဆိုတော့သူတို့ကနက်လာတာမြင်ရသိရတဲ့ဒါကြောင့်အိမ်မြောင်ဆုတ်ထိုးတဲ့ဆိုတာလူနဲ့နှက်တို့ရဲ့ဆက်သွယ်ရေးအချက်ပြတင်ဂေတာတပွဲလေးရှိပါတယ် လူချမ်းသာနဲ့ချမ်းသာဆိုတာလေအပြန်အလဲဆက်သွယ်နေတာမို့လူတို့ဘက်ကကောင်းအောင်နေပြဖို့အရေးကြီးတယ်လို့ဆိုတင်လာပါတယ်။ဆက်လက်ပြီးဆရာတော်ဘုရားကြီးကအိမ်မြန်ကြနမိတ်များအကြောင်းကိုမေးဆူထားပါသေးတယ်။ဘယ်ဘက်လက်ပေါ်ကြလင်အနောင်ဖွဲ့ခံရတတ်ပါသည်။ညာဘက်လက်ပေါ်ကြလင် အစာကောင်းစားရတတ်သည်။အိမ်မြန်ဟာလူရဲ့မျက်နှာပေါ်မှာကြားခဲ့ရင်ပစ္စည်းတစ်ခုခုရတတ်ပါသည်။ကိုယ့်ရဲ့ဥကောင်းပေါ်ကိုပြုတ်ချခဲ့ရင်လက်ရှိအခြေအနေထက်တိုးတက်လာတော့မယ်လို့မှတ်ယူနိုင်ပါသည်။ ်မင်းစီကိုဒီမဲကြမဲဆိုရင်ဂုံတရင်တိုးတက်ကြော်ကြမင်းကိုရဲ့နားပေါ်ကိုကြလျင်တော်လကောင်ထိမိလျင်တော်လကောင်ရွှေငွေယတနာပစ္စည်းရတတ်တည်မြက်ခုံးပေါ်ဖြစ်စီမျက်လုံးပေါ်ဖြစ်စီအိမ်မြောင်ကြခဲ့ရင်ငေပေါင်းမိတ်ဆွေများနဲ့ကြုံဆုံရမည်။နှစ်ခေါင်းနှာရောင်ပေါ်ကိုကြခဲ့ရင်ရေမွေးမှွေပြန့်တဲ့ရနံ့ရှိတဲ့ပစ္စည်းများရတတ်ပါသည်။ပါးစပ်ပေါ်ကြခဲ့ရင် အရသာရှိတဲ့အစာအာဟာရကိုစားသုံးရမည်။ လေပင်မော်ကိုကြားခဲ့ရင်ကြံစီလောက်ကင်ထားသမျှကိုလောက်ကင်ကြံစီတို့ဟာအောင်မြင်လိမ့်မယ်။ရှင်ဘက်ဘော်ကိုကြားခဲ့ရင်တမိမိန်ကလေးရတတ်ပါတယ်။ကျောကုန်းဘော်ကိုကြားခဲ့ရင်မြေယာချံဝင်တတ်တယ်။ရှင်ဘက်ဘေးနန်းဆောင်ဘော်ကိုကြားခဲ့ရင် စီဝါတိုးတက်မယ်နမိတ်လက္ခဏာဖြစ်ပါတယ်။ခါဘော်ကိုကြားလျင် ဝေကောင်းစားလာများရရှိတတ်တယ်။ဖင်စအူပေါင်းနဲ့နီးကပ်စွာအိမ်မြောင်ကြလျင်ဘေးစိုးအန္တရာယ်များနဲ့တွေ့ရတော့မယ်နမိတ်ဖြစ်ပါတယ်။ ပေါင်မော်ကိုကြလာရင်ဆက်တက်ရင်ကရိယာရတတ်ပါတယ်။ဥပမာကားဆိုင်ကယ်စသဖြင့်ဝင်လာတတ်ပါတယ်။ဒူးကောင်းမော်ကိုကြရင်တော့စီးပွားပြတ်တတ်ပါတယ်။အထူးသတိပြုမိဖို့လိုပါတယ်။ခြေတလုံးသားပေါ်ကိုအိမ်မြောင်ကြခဲ့ရင် အလုတ်အကန်များပြည့်စည်ရတတ်ပါတယ်။ခြေကုံပေါ်ကြခဲ့ရင်တော့ခရီးများများသွားရထွက်ရတတ်ပါတယ်။ ိမ်မြောင်ဆုပ်ထိုးခြင်းနမိတ်ဦးဆိုတော့လေရံပန်ရခါမိတွင်တက်ချခြင်းကိုမဆိုလိုပဲတနေရတဲ့တွင် PPP မြင်းထင်ထင်ရှားရှားဆုပ်ထိုးမိတဲ့ကိုကြားမှသာလေနမိတ်အပြေကောက်ယူရမည်ဖြစ်ပါတယ်။အရှိအယက်မှာဆုပ်ထိုးသည့်အချိန်တွင်အာယုံတက်ချိန်ဖြစ်ပါကရာဇဝေဘေးတင်တတ်မှုအမှုအခင်းဖြစ်တတ်ပါသည်။မနက်6နာရီမှ9နာရီအတွင်းဖြစ်ပါကမိဘေးတင်တတ်ပါသည်။9နာရီမှမွန်းတဲ့အချိန်ထိဖြစ်ပါကမင်္ဂလာသတင်းကြားရတတ်ပါသည်။ မွန်ဒေးမှာညနေ3:00နာရီအတွင်းဖြစ်လျင်မမျော်လင့်ပဲလက်ဝင်ပါမည်။ညနေ3:00နာရီမှာညနေ6:00နာရီအတွင်းဖြစ်လျင်လက်ကြီးရပါမည်။ညနေ6:00နာရီမှာည9:00နာရီအတွင်းဖြစ်မှုလက်ဆောင်ပန္နာများရတတ်ပါသည်။ည9:00နာရီမှာသံကောင်းအတွင်းဆိုလျင်အကြံအစီအောင်မည်။သကောင်မှာမနဲ့၃ချက်တီးလျင်ချစ်သူရတတ်ပါတယ်။၃ချက်တီးမှာအာယုံတဲ့အတွင်ဖြစ်ပါကငွေကြီးကန်နေတတ်ပါတယ်။ အနောက်ရက်မှာအိမ်မြောင်ဆုပ်ထိုးခြင်းသည်အယုံတက်ဖြစ်ပါကရှဟန်းတန်ကအိမ်ကြွလာမီမနေ့6နာရီမှာ9နာရီတွင်ဖြစ်ပါကစိတ်ချမ်းသာရမီ9နာရီမှာမွန်တဲဒီအချိန်ဖြစ်ပါက အလိန်ခံရတတ်ပါသည်မွန်တဲမှာညနေ3နာရီတွင်ဖြစ်လျင်အမျိုးသမီးတဦးနှင့်တွေ့ရမီညနေ3နာရီမှာညနေ6နာရီတွင်ဖြစ်လျင်မင်းဆိုးရကချစ်ခင်မီညနေ6နာရီမှာည9နာရီတွင်ဖြစ်မှုမိဘတွေ့ပါမည် ည9နာရီမှာတကောင်တွင်းဆိုလျင်အသက်ကြီးသူ၊ကုန်ကြီးသူချိမြင်တာခံရမည်။တကောင်မှမနက်3ချက်တီးမှုဖြစ်လျင်ခြေလေးချောင်းဝင်တတ်ပါသည်။3ချက်တီးမှာအာယုန်တက်အတွဲဖြစ်လျင်ဆင်းရဲတွေ့ရတတ်ပါသည်။တောင်ရက်မှာဆုပ်ထိုးတံကိုကြားရပါကအာယုန်တက်ဖြစ်ပါက အလှဝတန်းကြီးပြရမည်။မနက်6နာရီမှာ9နာရီတွင်းဖြစ်ပါကမိဟောင်းဆွေဟောင်းနဲ့တွေ့ရမည်။9နာရီမှာမွတ်တဲ့အချိန်ထိဖြစ်က လောင်းကစားနိုင်ပြီးငွေဝင်ပါမည်။ မွန်တဲမှာညနေ3:00နာရီတွင်ဖြစ်လျက်ချစ်သူခင်သူနှင့်တွေ့ရတဲ့ဧကောင်းတွေ့ရတတ်ပါသည်ညနေ3:00နာရီမှာညနေ6:00နာရီတွင်ဖြစ်လျက်မကောင်းမှုပြုလုပ်ရတတ်ပါသည်ညနေ6:00နာရီမှာည9:00နာရီတွင်ဖြစ်မှုရှဝေးမှာတရင်ကြရမည်ည9:00နာရီမှာတကောင်အတွင်းဆိုလျင်ရံများပါမည်တကောင်မှမနေ့3ချက်တည်းလျင် စီးပွားတတ်မည်3ချက်တည်းမှာအာယုတဲ့အတွင်းဖြစ်ရင်ရံကြီးကြီးမားမားဖြစ်ရတတ်တယ် မြောက်ရဲမှာဆုတ်ထိုးသည့်အချိန်သည်အာယုန်တက်ချိန်ဖြစ်ပါကငွေဝင်မီမနေ့6နာရီမှာ9နာရီတွင်ဖြစ်ပါကကွဲကွာနေတဲ့မိတ်ဆွေတွေနဲ့ပြန်တွေ့ရတတ်ပါတယ်9နာရီမှာမွန်းတဲ့အချိန်ဖြစ်ပါကမိဘေးကြုံရတတ်ပါတယ်မွန်းတဲ့မှာညနေ3နာရီတွင်ဖြစ်လျင်ဧလာတတ်တယ်ညနေ3နာရီမှာညနေ6နာရီတွင်ဖြစ်လျင်မေဟောင်းဆွေဟောင်းတွေပြန်ဆုံရတတ်တယ် ညနေ6:00နာရီမှည9:00နာရီတွင်ဖြစ်မှုရန်ဖြစ်ရတတ်ပါသည်။အင်ကိုသူတော်ကောင်းကြွာလာတတ်သည်။ည9:00နာရီမှတကောင်တွင်ဆိုလျင်လက်ဆောင်ရတတ်ပါသည်။တကောင်မှမနဲ့3ချက်တီးလျင်တခိုးခိုးခံရတတ်ပါသည်။3ချက်တီးမှအာယုန်တက်အတွင်ဖြစ်လျင်ကုန်ချက်တည်ရတူတက်မည်။ယခုဖော်ပြပေးခဲ့တဲ့အကြောင်းအရာများမှာစံစာအုပ်များမှာကိုယ်ယူဖော်ပြထားခြင်းဖြစ်ပါလေရှင်။